အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကိုတိုင်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှာတော့ချက်ချင်းဒံမြန်ပြီးမယ်ဒံမြန်ကာရာတဘုတ်နဲ့မြောက်ပြီးမှဖြစ်ပါတယ်ကျွန်တော်တို့အိမ်နေဆိုင်နေကိုပေါ်နေမိသားစုတွေတော့မဟုတ်ကျွန်တော်တို့ကိုယ်တိုင်ဆိုင်ပြိုင်အိမ်ပြိုင်နေအဲ့တော့မနာလိုပဲဖြစ်ဖြစ်မကျေနပ်တာပဲဖြစ်ဖြစ်ကျွန်တော်တို့ကိုတစ်ဖက်ဆောင်နေ အဲ့တော့မကောင်းတော့ပညာရမယ်စုံတိုင်းနတ်တိုင်းကဝေတိုင်းရွာသူတိုင်းအောင်းလန်းတိုင်းအတိုက်မျိုးမျိုးအခိုက်မျိုးမျိုးအားလုံးနဲ့နောက်ဆက်ဖန်းစားကျွန်တော်တို့ကိုမကောင်းကြံသူများကိုချက်ချင်းတံမြန်ပေးမဲ့ဂါထာတစ်ပုဒ်ပဲဖြစ်ပါတယ်ဒီဂါထာတော့ကကျွန်တော်တို့စီပန်းနဲ့တဝင်းပေါက်လို့ရှိရင်သူ့စီပန်းတွေ10ပွင့်လောက်ပြောင်းအောင်သွားသလိုကျွန်တော်တို့ခဲလုံးနဲ့တလုံးပေါက်ရင်သူ့စီ10လုံးပြောင်းအောင်သွားသလိုပဲအလုံးတိအောင်ချက်ချင်းတံမြန်ပေးတဲ့အစွမ်းတံမြန်ဂါထာပဲဖြစ်ပါတယ်ဗျရုပ်ပေါ်ပေါ်များမဲ့ဂါထာတော်ကြီးကတော့အုံဘယောက်ကမောက်ကလူ24ဦးတရာ ားဥက္ကဘာလီခွေ45အုံတန်ကားဥက္ကတန်ကျက်ဆက်60ကုံအုံဒူတင်တရားသာ73ကိုကျင့်စောက်တည်တော်မူသောရှင်မာကတ္တပါပရိက္ခ18နှစ်တကွာကြောချီလုံးမူလာသည်ဆုံးပင်ကြံဆုံးသောပြန်နတ်ပင်ကြံနတ်သောပြန်တစဉ်ကြံကံပေါက်လီတောင်သူကကြံထုံခွဲလီနွားလက်သည်ပြန်ပြောင်းနှင့်တန်နှင့်ကိုတက်သည်နှင့်တန်နှင့်ကိုပြန်ပြန်ဆရာပြန်လန်းဆရာလန်းကျွန်တော်နောက်တစ်ခေါက်ထပ်ပူဇော်ပေးပါဦးမယ်ဗျာ ပုံဖျောက်ကမောက်ကလူ24ဦးတယောက်ကဘာလီကွေ45ဦးတန်ခေါက်ကတန်ကျက်ဆက်60ကုံအုံဒူတီ73ကိုချင်းစောက်တိဆောင်မှုသောရှင်မာကတ္တပဗရိကရှစ်ပါးနှင့်တကွာကြွကြည့်လောမူလာသည်ဆုံးပင်ချံဆုံးတို့ပြန်နတ်ပင်ချံနတ်တို့ပြန်တစင်ချံကံပေါက်လေတောင်သူကချံထုံခွဲလေနွားလက်တိပြန်ပြောင်းနေတဲ့နင့်ကိုတက်သည်နင့်တဲ့နင့်တို့ပြန်ပြန်စရာပြန်လန်းစရာလန်း ကျွန်တော်နောက်တစ်ခေါက်ထပ်ပူဇော်ပေးပါဦးမယ်ဗျ။အုံဖျောက်ကမောက်ကလူ24ဦး၊တရားဥကဘာလီကွေ45အုံတန်ခေါက်ကတန်ချက်ဆက်60ကုံအုံဒူတင်တေဇာ73ကိုကျင့်စောက်တိတော်မူသောရှင်မာကတ္တပပရိခာ10ပါးနှင့်တကွာကြွကြည်တော်မူလာသည်ဆုံးပင်ကြံဆုံးတို့ပြန်နတ်ပင်ကြံနတ်တို့ပြန်ဒဇင်ကြံကံပေါက်လေတောင်သူကကြံထုံခွဲလေနွားလဲသည်ပြန်ပြောင်းနှင့်တန်နှင့်ကိုတက်သည်နှင့်တန်နှင့်တို့ပြန် ပြန်စရာပြန်လန်းစရာလုံးလန်းဆိုပြီးတော့ကာတာကို29ခေါက်ရုပ်ပေးရမှာဖြစ်တယ်ဗျအဲ24နိုင်အတွင်းမှာပဲတံမြန်စီပါတယ်ကျွန်တော်တို့ကိုမကောင်းသောပညာများမကောင်းသောအရာများနဲ့ထိခိုက်အောင်နှောက်ယှက်ဖန်ဆားတာတွေမကောင်းသောပညာများမြင့်တိုက်ခတ်နှောက်ယှက်တာတွေကိုချက်ချင်းပဲတံမြန်စီပါတယ်ဗျအဲ့တော့တချို့ကလည်းဒီနာမှာတခုသတိပေးကြတော့ရှိကြပုံတော့ ကိုကသူတဘောကိုမကောင်းကြံပြီးတော့ဒီကတော့ရွတ်လို့လို့မရဘူးပေါ့နော်။အော်ကိုကတကယ်လေးခံရတယ်။မတရားဖြစ်တိုက်ခိုက်နောက်ရက်နေတယ်။တကယ်ပဲအရေးကြုံနေတယ်ဆိုလို့ရှိရင်ဒီကတော့ကိုအတုံချလို့ရပါပြီ။ကျွန်တော်တို့မနာလို့ဝန်တို့တာလေးကျွန်တော်တို့အပြိုင်ဆိုင်နေကျွန်တော်တို့ရဲ့တိုက်ခိုက်တွေကိုအားလုံးပဲလန့်ပြစ်မဲ့ခါတာပဲဖြစ်ပါတယ်ဗျ။ကဲတောင်းတမေးတာတဲ့မိဆွေညီငမရအတွက်မြောက်ပေးလိုက်ပါတယ်ဗျ။ကျွန်တော်မိဆွေခုနသားသမီးနဲ့အားလုံးလည်းစိတ်ချမ်းသာကိုကြမ်းမှရှိကြပါသည်။အနေငယ်ပေးရှင်းကြပါသည်ဗျ။စီမီလည်း Lion Square နေပြီးအားပေးခဲ့လို့ရပါတယ်ဗျ။အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ။